တခါတော့ကစိတ်သူနေရောက်ဟာဂီတာကိုလွန်ဝါဒနာပါပြီးတော့စိတ်တူဂူတူဖြစ်လို့လက်ထက်ခဲ့ကြပါရီဒီလိုနဲ့သူတို့သမီးလေးရလာတဲ့အထိတချင်းတွေဆိုပြီးတော့ဘောအောင်ဖျက်သန်းခဲ့ပြီးမင်းရှီယူတွေ့ပြီးတော့ယောက်ျားဟာသူ့ရဲ့တချင်းတွေကိုထုတ်ဖို့အတွက်ခီးထွက်သွားပါရီအချိန်နေကြလာပြီးမင်းယောက်ျားဖြစ်သူဟာပြန်မလာတာမလို့မိန်းမဖြစ်သူကလည်းစိတ်နာပြီးတော့သူတို့သားမီးရှိအတွက်ဖနှက်ချုပ်လုပ်ငန်းကိုလုပ်ကင်ခဲ့ပြီးတော့အိမ်မှာလည်းဂီတာနဲ့ပတ်သက်တာတွေတချင်းမဆိုမကဘူးအတွက်တားမြစ်ခဲ့ပါရီအခုတော့မိန်းမလည်းဆုံးမသွားခဲ့ပြီးတော့သူတို့သမီးလေးကတော့အခုဆိုရင်ဘွားရွေးတော်ရောက်လို့သားစဉ်မြင်းဆက်တွေကလည်းဖနှက်ချုပ်တွေလုပ်ငန်းကိုမျိုးရိုးလုပ်ငန်းဆက် ခံထားကြပါရီအိမ်မိသားစုထဲမှာကိုကိုဆိုတဲ့ကောင်းလေးလေးပါပြီးတော့သူအနီတိုင်းစီးရဲပက်ပြီးတော့ဖနက်လိုက်တိုက်ပြီးတဲ့အလုပ်ကိုလုပ်ပါရီသူအိမ်မိသားစုနဲ့မတူတဲ့အချက်ကတော့ကိုကိုကတချင်းစုကရာဝါသနာပါရီပြင်တနေ့မှသူအားကြားရေးဆိုတော်ကြီးဥချို့လိုဖြစ်ချင်တာပါဥချို့ရဲ့အောင်မြင်မှုအခုထိမပြောင်းသေးသလိုတည်သွားခဲ့တာလေဖြောပြင်းနေနေမှာခေါင်းလောင်းပြီးပြီးတော့တည်သွားခဲ့တာပါဒီလိုနဲ့သူတို့ရဲ့မြို့မှာစူပြိုင်ပွဲရှိတာမလို့ပြိုင်မှုအတွက်စဉ်းစားနေတော့မှာအိမ်ကသူ့ကိုဖနက်ချုပ်သမားဆက်ခံမှုတဲ့ပြောနေတာမလို့ကိုကိုလေးသူ့ရဲ့အိမ်ကိုသူအားအစတော်ဖြစ်ချင်ကြောင်ပြောပြလိုက်ပါရီအိမ်ကလူတွေကလည်းကိုကိုကိုဆိုပြီးတော့သူ့ရဲ့ဂီတာလေးရိုက် က်ခွေးခံနိုင်ရပါပြီ။ကုကူလေးစိတ်ဆိုးပြီးတော့အင်ကားနေထွက်ပြေးလာပါပြီ။ဒါပေမဲ့ဆူပြိုင်မွေရလည်းရှိသေးတယ်မလို့ဘေဂီတာနဲ့တောင်းအောင်မသိတဲ့အချိန်မှာအိမ်မှာဓာတ်ပုံတပုံကိုတွေ့သွားပါပြီ။ပုံထဲမှာတော့ဖွားမိငငယ်အောင်ပုံဖြစ်ပြီးတော့ဘေးမှာတော့ဖွားမိရဲ့မိချောပင်နဲ့အဖေဖြစ်သူတို့ဖြစ်ပြီးတော့ယောက်ျားနီယာဓာတ်ပုံကခေါင်းကနေပြေးနေပြီးတော့ဂီတာကင်ထားတာကိုတွေ့သွားပါပြီ။တခြားကြီးမှာဂီတာအစိုးရကြီးဥချိုဂီတာနဲ့တူပြီးတော့သူ့ဘေးတစ်ဖြစ်လေဖွားမိရဲ့ဖေအားဥချိုမန်းတီးသွားပါပြီ။ကုကူလေးဘေးပိုင်ပစ္စည်းအားသူနဲ့လဲဆိုင်နေဆိုပြီးတော့ဥချိုတွေထထရီပြရိုက်ထရာဂီတာကိုသွားယူပါပြီ။အဲမှာဝေးဂီတာကိုတီးလိုက်တာယိုရ ီးရဲဆိုတော့ပုံဝန်းကျင်ကထူးဆန်းသွားပြီးတော့ကိုကိုလည်းလူတွေကမမြင်နိုင်တော့ပါဘူးအပြင်ထွက်ကြည့်လိုက်တဲ့အချိန်မှာတော့တာမန်လူတွေကကိုကိုကိုမမြင်ရတော့ပြီးလူတွေမဟုတ်တဲ့ရိုးကြောက်လူသားတွေကိုကိုကိုမြင်လိုက်ရပါပြီတကယ်တော့အဲ့လူတွေကတည်ပြီးသားဖြစ်ပြီးတော့ရိုးရောင်ပွဲတော်ရှိလို့တမလွန်ကဘာနေလူကဘာကိုရောက်လာခဲ့ကြတာပါအဲ့ပွဲတော်ဟာလူလောကမှာခြံခဲ့တဲ့ဆွေမျိုးတွေကတည်တဲ့သူကိုသတိတရားနဲ့ပူဇော်ပြီးမှလူပြည်ကိုဖျက်ရမယ့်တရားကိုကိုကိုင်းရှိတာဖြစ်ပြီးတော့ဘယ်သူမှသတိမရရင်တော့ပျောက်ကွယ်သွားမှာပါကိုကိုအဲ့လောကရင်ရောက်သွားတဲ့အချိန်မှာတော့သူ့ရဲ့ဆွေမျိုးနဲ့ဖောင်းမိရဲ့မိဂျော်ဘိန်နဲ့တွေ့သွားပါပြီသူတို့ကလေလူသားအဲ့ကဘာကိုရောက်လာလို့ ူးဆန်းနေပြီးတော့နောက်နေ့နေထွက်လာလို့မပြန်နိုင်တော့တည်ဆုံးပြီးတော့ဒီမှာပဲပြိမိသွားမှာပါ။ဒါပေမဲ့ဒေါ်ပင်ရဲ့ကောင်းချီးပေးမှုကြောင့်ပဲလူလောကကိုပြန်လို့ရရည်ဆိုတော့သိသွားပါရည်။ဒေါ်ပင်လည်းမြင့်ဖြစ်သူကိုကောင်းချီးပေးပြီးတော့လူလောကကိုပြန်လွတ်လိုက်ပြီးမြကိုကွာပွဲထွက်ဂီတာကိုထည့်ပြီးတော့ယူလိုက်တဲ့အချိန်မှာတော့ဒေါ်ပင်တို့စီပဲပြန်ပြီးတော့ရောက်သွားပါရည်။အခုတော့ကောင်းချီးပေးစရာမျိုးဆိုတာမရှိတော့တာမလို့ကိုကွာလေးသူ့ပေးဖြစ်တဲ့ဥချိုသတိရသွားပါရည်။ဥချိုစီကကောင်းချီးကိုယူဖို့အတွက်ထွက်လာပါရည်။အဲဒီအချိန်မှာလမ်းတစ်ပတ်မှာဥယိုးဆိုတဲ့သူနဲ့တွေ့ပြီးတော့သူ့အကြောင်းသိသွားတဲ့ဥယိုးကသူ့လူဘဝမှာဥချိုနဲ့ပေါ်လာပြီးဖြစ်ခဲ့ကြောင်းနဲ့အခုဥချို စီလိုက်ဖို့ပြင်မယ်လို့ပြောလိုက်ပါရီအကြွေကိုကွားသာလူဘွားပြင်ရောင်းရင်သူ့မျိုးတွေကိုသူ့ထက်ပုံပြပြီးတော့သူ့ကိုမမေ့ဖို့နဲ့ပူဇော်ပေးဖို့မှာဒါမှသူဒီစကားကိုကြော်နိုင်မှာဆိုပြီးတော့အကူကြီးတောင်းလိုက်တယ်ဒီလိုနဲ့ပေးယူဖြစ်သွားခဲ့ပြီးတော့အရင်ဆုံးဥယျာကသူ့အသည့်စီလမ်းကြုံလိုက်တဲ့အချိန်မှာတော့သူလူအားလူလောကမှာတတိယမဲ့သူမရှိတော့တာမလို့ပျောက်ကွယ်သွားပါရီအဲတော့မှဥယျာဟိုဘက်ကဘာမှသူ့သမီးလေးချန်ခဲ့တာမလို့သူ့သမီးသူ့ကိုမမေ့ခင်မှာသွားတွေ့ချင်မှန်းတီးပြီးတော့အကူကြီးကိုဆုံးဖြတ်လိုက်ပါရီတစ်ဖက်မှာတော့ဒေါ်ဘင်ကသူ့မြစ်ကပျောက်နေခဲ့တာကြောင့်ကြောင်မြန်ကြီးကိုလိုက်ရှာခိုင်းပါရီကိုကိုတို့ကတော့ဥချို့ကိုတွေ့ရမယ့်နေလန်းကတရေမျိုးတော်ဟာ အဆိုပြိုင်ပွဲမှာဖြစ်ပြီးတော့ကိုကိုတို့ကလည်းပြိုင်ပွဲမှုဆုံးဖြတ်လိုက်ကြပါရီဒီလိုနဲ့ကိုကိုကအဲ့ဒီပြိုင်ပွဲမှာစကားတင်စုရသွားခဲ့ပြီးတော့တရေဒီကလည်းအားပေးကြပါရီအဲ့ဒီချိန်ပွဲရင်မှာသူ့ရဲ့မျိုးရီရောက်နေတာတွေ့ပြီးတော့ဦးရိုးလက်ကိုဆွဲဟာပုံးင်းနဲ့ဖွားပြစ်သူဒေါ်ဘင်နဲ့တွေ့သွားပါရီကိုကိုကဒေါ်ဘင်ကိုသူ့ကြောင့်ဂီတကိုလက်စွာဆုပ်ခင်းမရဘူးဆိုပြီးတော့ပြစ်တင်တာမလို့ဒေါ်ဘင်ကလည်းသူ့ဂီတကိုချစ်ကြောင်းတချင်းဆိုပြပြီးတော့ယောက်ျားဖြစ်သူကိုစိတ်နာလို့သာတချင်းမဆိုကြောင်းရှင်းပြလိုက်ပါရီဒါပေမဲ့ကိုကိုကတော့ဒေါ်ဘင်ကိုစိတ်ဆိုးနေစေဖြစ်ပါရီဒီလိုနဲ့စကားတင်စုရတဲ့ကိုကိုတို့ကလူဘောမှာနေမှုပဲနဲ့တမလွန်ဘောမှာပါနာမည်ကြီး တဲ့ဥချိုနဲ့တွားတွေ့ရပြီးတော့သူအားဥချိုရဲ့မြင်းဖြစ်ကြောင်းရှင်းပြလိုက်ပါရီဥချိုကလည်းသူ့ရဲ့မြင်းဆိုပြီးတော့အားလုံးကိုအကျဉ်းချလိုက်ပြီးတော့မြင်းဖြစ်သူလာလို့ဆိုပြီးတော့ပါတီတွေပေးပါရီနောက်တော့ကောင်းကြီးပြီးတော့မဲ့ချိန်မှာဥယောရလာပြီးတော့ဥချိုနဲ့တွေ့ကအတိတ်ကမှန်ညင်နေပေါ်လာပါရီတကယ်တော့ဥချိုနဲ့ဥယောကဂီတာပေါ်လာပြီးဖြစ်ကြပါရီဒီမှာတော့ဥယောကသူ့သမီးဖောင်းမေအတွက်ရည်ပေးထားတဲ့တချင်းကိုဥချိုကအခွေထုတ်ကြမယ်ပြောပေမဲ့ဥယောကလက်မခံပါဘူးအဲ့တော့မကြည်နေတဲ့ဥချိုကဥယောကိုစိတ်ခတ်တက်ကတချင်းကိုရောတချင်းစာကိုပါယူပြီးတော့သူ့ဟာလောက်ခဲ့တာပါအခုမှဖြစ်မဲ့နေပေါ်လာပြီးမှဥချိုကလည်းဗီဇပြပြီးတော့သူတို့ နှစ်ယောက်ကိုကျင်းထဲမှာထွက်ပြေးလို့မရအောင်ချထားလိုက်ပါပြီ။အဲချိန်မှာဥယောကတော့လူလောကမှာရှိတဲ့သူ့ရဲ့သမီးဟာသူ့ကိုတတိမေးတော့မှမလို့သူကိုယ်တိုင်လေးပျောက်ကွယ်သွားတော့မင်းဒီလိုနဲ့စကားဆက်မိရင်မှဥယောရဲ့သမီးဟာဖွားမေဖြစ်နေကသူ့ရဲ့ဘေးကဥချုံမုပ်ပင်နေဥယောသာဖြစ်နေခဲ့တာပါ။အခုမှမျိုးရီဆက်မိပြီးဖြစ်မှန်နေတည်သွားတဲ့အချိန်မှာတော့ဒေါ်ပိန်တို့ဟာသူ့ကိုလာခဲ့ပါတော့တယ်။ဒေါ်ပိန်တို့ကလည်းဖြစ်မှန်နေတည်ပြီးတော့ဥချုံရဲ့မျက်နှာဖုံးကိုခွာချဖို့စီစဉ်ချပါတယ်။ဒီနေ့မှဥချုံရဲ့ဖြော်ရင်းမှာအားလုံးကိုဖွင့်ထုတ်ပြီးတော့ရှင်းပြလိုက်တဲ့အချိန်မှာတော့အယိုးကြောင့်ဒီလေဖြစ်မှန်တည်သွားပြီးတော့ဥချုံလည်းရှင်းထုတ်ခံရပါတယ်။အားလုံးရှင်းသွားပြီမင်းဥယောရော ပျောက်ကွယ်သွားတော့မှဖြစ်ပြီးတော့သူမပျောက်ခင်မှာကိုကိုကောင်းချီးပေးလိုက်ပါရီကိုကိုကလည်းလူလောကကိုပြန်ရောက်တာနဲ့ဖွားမီစီကိုအမြန်သွားပြီးတော့ဥယိုရေးခဲ့တဲ့သချင်းကိုစိုးပြလိုက်တဲ့အချိန်မှာတော့ဖွားမီဟာသူ့အဖေဥယိုကိုသတိရလာပါရီနောက်တော့သူသိမ်းထားတဲ့ဥယိုဓာတ်ပုံထုတ်လိုက်ပြီးတော့မိသားစုတွေကလည်းဥယိုကိုသတိတရားရှိသွားကြပါရီနောက်ဆုံးမှာတော့ဖွားမီလည်းဆုံးမသွားပြီးတော့တမလွန်မှာတော့ဥယိုဟာမပျောက်ကွယ်တော့ဘဲနဲ့မိသားစုတွေစုံလင်တော့ဟာကိုကိုတို့လည်းသချင်းတွေဆိုရင်လည်းဇလန်းပြီးဆုံးသွားပါရီဟုတ်ကဲ့ပါလူချင်းမင်းတို့အနေနဲ့လည်းဒီနေရာကိုလည်းသွားချင်တယ်ဆိုရင်တော့အရင်ဆုံးတည်ကြည့်ရမှာဖြစ်ပါရီအစုံကြီးကြည့်ပြီးလို့ကျေးဇူးထူးပဲတင်ရှိပါရီ